တကယ်တော့ဖိုကလဟာဒေးစုံပါတောင်ချင်တာကကျော်တရမှာနေပါတယ်။အလောက်ကထင်းကောက်ရောင်းတဲ့အတွက်ဒေးစုံပါတောင်နာကတဝိုက်သူ့ချီရတွေထက်နေတယ်။တခါတလေလက်သမားအကုန်လည်းလိုက်လုတယ်။အသားမဲတာကြောင့်ဖိုကလလို့ခေါ်ကညစ်ကြကြနဲ့မိုက်ကန်ကန်လည်းနိုင်ပါတယ်။ဒေးစုံပါတောင်ချင်တဝိုက်မှာတရားအထုတ်နေကြတဲ့သူတို့စင်အများအပြားရှိနေကဒေးစုံပါတောင်ပေါ်မှာတော့ဆရာတော်ကြီးတပါးလည်းရှိတယ်။ဆရာတော်ကြီးကအသက်80ကျော်ပြီ။တာမန်တေတာအကြောင်းကလေးနဲ့နေကား ကျောင်းဝင်းထဲမှာတော့သေးနံပင်တွေစိုက်ထားကဖျားလေးတစုကိုလည်းတည်ထားပါရယ်တကယ်တော့ဆရာတော်ကြီးဟာအရန်ကိုအေးဆေးပြီးတော့တရားဘာဝနာလည်းအားထုတ်နေပါရယ်ဆရာတော်ကြီးမှာတခြားကျောင်းတွေလည်းရှိသေးကဒီကျောင်းမှာအမြဲတမ်းမရှိဘဲနဲ့ဆရာတော်ကြီးကျောင်းပတ်ဝန်းကျင်မှာလည်းအရန်ကိုတာယာကနှိရှေတီဟိုပင်တွေကိုလည်းအများကြီးတွေ့ရတယ်တနေ့မှာတော့ဆရာတော်ဖျားကြီးကထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်တယ်အိမ်မက်ထဲမှာစောကြီးတစ်ပါးဟာဆရာတော်ကြီးကို သူ့ဆောင်းရှောင်းနေလို့ သူ့ပုံဇော်ကြည်ဆေးတောင်မွေးကိုင်းကကနေတဲ့ရုပ်ဟန်ကိုဆရာတော်ကျောင်းရှိမှဖိလို့ပေးဖို့တောင်းဆိုလာတယ်။ဒီကမှဆရာတော်ကြီးကရှုပ်ရှုပ်ရှက်ရှက်မထုလို့ပေးနိုင်ကြအောင်ပိုက်ဆံလည်းမရှိကြအောင်ငင်းလို့တယ်။ဒီအိမ်မက်ကိုပဲခဏခဏမှတ်နေတော့အညမှာဇော်ကြည်ဟာအရှင်ဖျားပတ်ဆံတပြားမှကုံစရာမလိုဘူးခရားသူ့လိုလိုဖြစ်ပါလိမ့်မယ်လက်ခံပေးပါဖိလို့ပြောတာနဲ့နာအီပီယိုဆိုကလက်ခံပေးလိုက်တယ်။နောက်ရက်မှာတော့တတိယလင်မြားနဲ့အိုရောက်လာကသူတို့အိမ်မက်ရဲ့ ဆရာတော်ကြီးရဲ့ကျောင်းထဲမှာဖေဇော်ကြီးကနေရုပ်ထုကို ခွင်တောင်းကထုတ်လုပ်သွားတယ်။ဆရာတော်ကလည်းအလူငိုတွေလှူဒန်းသွားကြတယ်။ဇော်ကြီးရုပ်ထုဟာအသက်ဝင်လွန်လာပြီးတော့ဆရာတော်ကြီးဆုံးဖြတ်ရခက်နေတဲ့ကိစ္စတွေမှာအိမ်မက်ပေးကအကြံပေးပြီးတော့ဖြည့်ရှင်းပေးလိမ့်ရှိတယ်။တညမှာတော့ဆရာတော်ကြီးကအိမ်မက်တကူမှတ်တယ်။အိမ်မက်ထဲမှာဇော်ကြီးဟာသူ့တယောက်တည်းပြင်းနေလို့သူ့ရောင်းမေရုပ်ထုထုတ်ပေးပါပြောတော့ဆရာတော်ဟာဖုန်ကြီးကျောင်းနဲ့မအပ်ဆက်ဆိုကငင်းလွတ်တယ် ီလိုနဲ့အိမ်မက်ပေးပြီးပြောတာများလာလို့လက်ခံလိုက်ရနောက်တရက်မှာအမျိုးသမီးနှစ်ယောက်ရောက်လာက သူ့ရောက်မဲ့ရုပ်ထုကိုထုတ်ဖို့အတွက်ငွေတွေနဲ့ရွှေတွေလာပြီးတော့လှူသွားပြန်တယ်အဲနောက်မှာတော့ဇောကြီးရုပ်ထုနာမှာအရန်ကိုလိုက်ရမြောက်တဲ့သူ့ရောက်မဲ့ရုပ်ထုတစ်ခုရောက်ရှိလာခဲ့ပါတယ်ဇောကြီးကနောက်တစ်ဆင့်ထပ်ပြီးတော့တက်လာပြန်တယ်သူ့ရောက်မဲ့ရုပ်ထုမှာလက်ဝတ်တစားတဲ့စင်ခါရဆရာတော်ကလည်းထုံးစံတိုင်းပဲညှင်းလှုပ်ပြန်တယ် နောက်နေ့မှာတော့သူရောင်မယုတ်ထုကိုငွေလူသွားတဲ့မျိုးသမီးနှစ်ယောက်ထ ्याय လာကသူရောင်မယုတ်ထုမှာလက်ဝတ်ရတနာတွေလာပြီးတော့စင်ပေသွားပြန်တယ်။ဆရာတော်ကြီးကနေလှည့်ပြီးတော့သာသနာပြုနေရာဆရာတော်ကြီးကျောင်းကလေးကိုထေဇော်ကြီးကစောင့်ရှောက်တယ်လို့ကျောင်းမှာကြံခဲ့တဲ့ကိုင်တွေကဆိုပါတယ်။ဆရာတော်ကျောင်းမှာဖြစ်နေတဲ့ကိစ္စမှန်သမျှထေဇော်ကြီးလာပြောလို့အကုံတိနေရဆိုတာကြောင့်အစမ်းတစ်ချက်တော့ရှိတယ်။တကယ်လဲဆရာတော်ဟာအကုံတိနေတာကအံ့ဩစရာလည်းဖြစ်တယ်။ဒီနေ့မှာတော့ ဖိုးကလဟာဘုန်းကြီးကျောင်းဝင်းတွေကတီခိုသူတွေကိုခုဖို့ရောက်လာရဆရာတော်ကြီးကျောင်းမှာမရှိပါကသူအေးစေပဲဆရာတော်ကြီးဟာလည်းကျောင်းမှာတကယ်မရှိဘူးဖိုးကလဟာဇောကြီးရုပ်ထုနဲ့သူ့ရောင်မရုပ်ထုကိုမြင်အားလက်ရမြောက်တာကြောင့်သူ့ရောင်မရုပ်ထုကိုလည်းသဘောကျသွားတယ်လက်စော့ခြေစော့ဖြစ်တတ်တဲ့ဘယ်အရာမှအလေးမထားတဲ့သူ့အကျင့်တိုင်းပဲနှုတ်စည်းမဆောင်တဲ့သူ့ရဲ့ပီဇာတိုင်းဟိုသူ့ရောင်မရုပ်ထုကလှလိုက်ပါလားဒီလိုမိမမျိုးကိုရလို့ကတော့ ဖိုးကလာတို့ကစိတ်ရောက်တော့မှလိုချင်သေးတယ်။ဖိုးကလာဟာသူ့ရောင်မယုတ်ထုကိုဟိုကိုင်းတိကိုင်းပုတ်တက်ပြီးတော့အယုတ်တနတာတွေပြောဆိုပြီးယုတ်ထုကစွဲကြိုးတကုံးကိုယူပြီးတော့သူ့လက်ပြမှာဆွဲဥရဲ။ကြံလက်ဝတ်လက်စားတွေကိုထောက်ခါအိမ်ကိုခလိတိစောဖို့အတွက်ယူသွားတယ်။ညဘက်မှာတော့ဖိုးကလာအိမ်မထဲမှာအယန်းကိုစိတ်ဆိုးနေတဲ့သူ့ရောင်မဟာနေငါကိုအချောက်တိုက်လာပြီးတော့စောကားတယ်။ငါပစ္စည်းတွေကိုလည်းယူသွားတယ်။ငါပစ္စည်းတွေကိုပြန်လာထားပေးပြီးတော့ငါကိုလာတောင်းမှန်း အချိန်သုံးရပေးမယ်။လွန်သွားလို့ကတော့ငါအဆိုးမဆိုးနဲ့။နေဟာတွေကအတုတွေလေ။ငါကဘာလို့လာပြရမှာလဲ။နောက်သုံးရနေရင်ငါစီလာနေလေ။ဖိုးကလဟာအိမ်မက်ကိုအလေးမထားဘဲနဲ့အဲ့လိုပြောလိုက်ရ။သုံးရမြောက်တဲ့နေ့မှာတော့အရက်တောက်ကအင်ရှေကမှအိတ်နေတဲ့ဖိုးကလညတကောင်လောက်မှာလောက်ကြပါအောင်ဇော်ကြီးစိတ်တော်မှုနဲ့လိုက်ရိုက်နေတဲ့သူရောက်မဲ့လေပင်းညှစ်နေပြီးကဲကြပါအောင်ဆိုပြီးတော့အတန်နဲ့ကြည့်နေအော်တယ်။ဒေသန်ကိုအိမ်သားတွေကလန့်ပြီးတော့ကြားသွားတယ် လန့်နိုးလာပြီးတော့ကြည့်ကြပေမဲ့အရသမားဟာကြောင်ကရန်အော်နေတယ်ထင်ပြီးတော့အလေးမထားကြဘူးမနဲ့မိုးရင်တော့ကိုခဏအနက်မှာအရှူရတွေနဲ့လယ်မင်းမှာအညိုမဲဆဲကတိတ်ဆုံးနေတဲ့ဖိုးကလာလောက်ကိုတွေ့ရတယ်သူစနာကဖိုးကလာတေးပြီးနောက်သူယူလာတဲ့သူယောက်မစည်းကလက်ဝက်လက်စားတွေကိုလည်းမတွေ့တော့ဘူးအားလုံးဟာပျောက်ခြင်းမလောက်ပျောက်ကွယ်သွားပါတယ်ကတော့ရော်လေးတွေမှာတော့ကိုကျင်မောင်နဲ့မခင်သားဆိုတဲ့လင်မယားနှစ်ယောက်ရှိကြပါတယ် အနောင်တနှစ်နှစ်ရှိခဲ့ပေမဲ့အခုချိန်ထိသားသမီးမယူကြသေးဘူးဆင်းရဲလွန်းတာတော့ခလေးမယူသေးတာလည်းပါတယ်ကိုကျမောင်ကအလုံးမယူသလိုမခင်ထားကလည်းရွာထဲမှာရှိတဲ့အလုပ်တွေကိုရှာကြံပြီးတော့လုပ်ပါတယ်ဖလေမီယာနှစ်ယောက်စလုံးဂျိုးသားဂျိုးစားကြသူတယ်မဟုတ်လို့ကတော့ရွာတွေကလူချမ်းသားတွေတောင်မကတာမန်လူတွေကလည်းသူတို့ကိုအရန်ကိုခံတယ်လို့တစ်ခါတလေသူတို့လက်များကိုလည်းအမြဲတမ်းခေါ်ခိုင်းတတ်ကြပါတယ်ရွာတတိတွေဟာသူတို့မဝတ်တဲ့အဝတ်အစားတွေကို ။ Ocean နဲ့စားတောက်ဖွဲ့ရတွေကိုရောပေးကြကမ်းကြတယ်။ရုံးတာပြီးတော့ရှားဖွဲ့စားတောက်နေကြတဲ့လူတွေမလို့ရှားပါခြင်းတော့မရှိခဲ့ဘူး။ဟိုလူကကိုကြီးဒီလူကကိုကြီးနဲ့ကိုကြီးကြားမဲ့သူတွေကလည်းမြပြတယ်။ကျင်မောင်ကြီးကျင်မောင်။ရအုပ်ထုံးဝေးလာအောင်ကွာ။ငါပြောစရာရှိတယ်။ဟုတ်ကဲ့ပြောလေအုပ်ထုံးဝေး။ဥထုံးဝင်ဆိုတာဟာကတော့ရွာရဲ့တထေးစင်းဝင်တူလည်းဖြစ်ပါတယ်။သူပိုင်ဆိုင်တဲ့လဲရီယာတွေကို လက်ညှိုးထိုးမလို့ရအောင်လေငါပြတယ်မင်းမနဲ့ပြန်ကွာငါလည်းမအလုံးလာလို့ငါတခြားကိစ္စတွေရှိတယ်လို့မင်းကိုပဲလွှဲခဲ့မယ်စိတ်ချမယ်တော့ကျမစိတ်ချပါဗျာစိတ်ချကျွန်တော်ကြည့်ပြီးလိုအပ်တာတွေအကုန်လုံးလှုပ်ထားလိုက်ပါမယ်ကောင်းပြီငါမင်းကိုယုံနေတော့မိမဘာလုံးကိုကျမမနဲ့ပြန်ဦးထွန်းဝဲလဲမှာငါသွားလို့ရမယ်မနဲ့စောကြည့်တော့ဟာမှာမနဲ့ခင်ထမင်းကျန်စားဖို့အတွက်တစ်ခုခုစင်တင်ပေးအောင်ကွာ ကောင်းပါပြီတော့ကျုပ်အစောကြီးထပြီတော့လုံထားပေးမယ်ရှန်သာစောစောအိတ်အေးဝါမှအလုံးလုံးနိုင်ပါပြေးပါကွာ အိုင်းနေကကိုချင်မအောင်အစောကြီးအိတ်ရဝန်ခဲ့ပါတယ်မကင်ထကတော့မနဲ့အတွက်အစင်းသိမ်းဖြစ်အောင်ဖြတ်ပြုတ်တယ်မနဲ့အယုံတက်ချင်ရောက်တော့ကိုချင်မအောင်နိုးလာတယ်မိဖို့ကြောင့်နေတဲ့မှာမကင်ထဟာဖြတ်ပြုတ်ကြော်လောနေပါတယ်ဩယောက်ျားရှင်းလို့ပြီလားနိုးရင်မျက်နှာတက်ပြီးရင်ထမင်းချမ်းကြော်လေးနဲ့ညကဟင်းချက်လေးကိုနှွှဲထားတယ် ဒါနဲ့စားလိုက်။ဒါလေးကမနက်စာထမင်းစားဖို့အတွက်ချက်နေတာ။ခဏနေအားလုံးကြက်ပြီ။အေးပါကွာ။အေးစေးလို့ပါ။အချိန်ရှိပါသေးတယ်။ကိုချင်မောင်လည်းမျက်နှာတစ်ဖို့မိဖို့ချောင်းတွေကနေစားအနေငယ်ယူပြီးတော့ထွက်သွားတယ်။ပြီးတဲ့နောက်ပါလာတဲ့စားနဲ့သွားတိုက်ကမျက်နှာတက်တယ်။မျက်နှာတက်ပြီးအိမ်ထဲဝင်လာတော့အငွေတနောင်းတောင်းထနေတဲ့ထမင်းကျော်ပကံကိုအစင်းနဲ့တွေ့ရပါတယ်။မျက်နှာတော့ပေါ်နဲ့တုတ်ပြီးတော့ထမင်းကျောင်းကိုထိုင်စားတယ်။မကင်တာကတော့လေထဲရောက်ရင်မနက်စာထမင်းကြီးစားဖို့အတွက် ခုတ်ခတ်ထပ်ပေးတယ်။ကိုချင်းမောင်စားတောက်ပြီးသွားတာနဲ့ထမင်းတောက်ဟာအစင်းနဲ့ဖြစ်နေပြီ။ကဲဟောဒီမှာထမင်းတောက်အစင်းနဲ့မယ်။ဒါဆိုငါတော့ပြီမိမ့်မ။လေးလင်မှာပြန်လာမယ်။ခွေးဥဆိုင်အောင်တော့။အေးပါကွာ။ကိုချင်းမောင်လည်းထမင်းတောက်ကိုထမ်းပြီးတော့ဥထုံးဝေလဲတဲ့စီကိုထွက်လာပါတယ်။မနမောလင်းတော့ဥထုံးဝေလဲတဲ့ကိုအလုသမားတွေရောက်လာတယ်။ကိုချင်းမောင်ဟာဥထုံးဝေမှာကြားထားတဲ့အတိုင်းညွန်ကြပြီးတော့လူသမားတွေကိုဥစီလောက်ကင်ပေးတယ်။နေမွန်တဲ့ကန်ဒီမှာ အားလုံးထမင်းစားနားကြတယ်။ဒါကြောင့်အရေးကောင်းတဲ့နေရာကိုရှာတော့ခန္ဓာလမ်းမှာရှိတဲ့ကြီးမားတဲ့စာကုတ်ကိုပင်ကြီးကိုမြင်ရတယ်။ကိုကျမဟာဒေပင်ကြီးအောက်ကိုတူးတဲ့ရောက်လာတယ်။တခြားလူသမားတွေဟာခန္ဓာလမ်းမှာသူ့နေရာနဲ့သူဝိုင်းပြေးပြီးတော့စာကြတောက်ကြတယ်။ကိုကျမတို့ရောပါလာတဲ့ပစိုးစုပ်လေးကိုခင်ပြီးတော့ထမင်းတောင်းထဲကထမင်းပကံတဲ့ကိုဟင်းတွေကိုခတ်တဲ့ထမင်းတွေကိုခတ်တဲ့တယ်။ကိုကျမောင်ဟာ ထမင်းကိုမစားသေးဘဲနဲ့ထမင်းနဲ့ငယ်ယူတာ ဟင်းနဲ့ကျော်ပြီးတော့တပင်ချိန်မှာပုံထားလိုက်တယ်။ကျွန်တော်စားမဲ့ထမင်းနဲ့ဟင်းအနေငယ်ကိုအီအပင်မှာစောင့်ကြနေတဲ့ရုပ်ကစုံနဲ့တကွမြင်အပ်မှမြင်အပ်တဲ့ဝိညာဉ်အပေါင်းနဲ့ကြေးငှက်တလိမ့်ဆန်လေးတွေကိုကျွေးမွေးပါတယ်။ဒီလိုပြုလုပ်ပြီးမှထမင်းကိုထိုင်းစားတယ်။ကိုကျင်းမောင်ပြုလို့သမ ्या ကိုတခြားလူတွေဟာကြည့်ပြီးတော့ပြုံးစစ်စစ်နဲ့ဖြစ်နေကြတယ်။ကိုကျင်းမောင်ကတော့ဒီလိုတွေကိုဂရုမထားဘဲနဲ့ထမင်းကိုပဲဆက်စားတယ်။တနေ့ကုန်ဥထုံးဝေလဲထဲမှာ တခြားလူတမားရဲ့တူတူအာသွန်ကွန်ဆိုင်လောက်ကိုင်းတယ်။ဒါကြောင့်အုံထုံးဝင်ရကိုကျမောင်ကိုသဘောကျခြင်းလည်းဖြစ်ပါတယ်။နနေဆောင်မှာအိမ်ကိုပြန်ရောက်လာတယ်။အုံထုံးဝင်စီကလောက်အားကလည်းရှင်းယူခဲ့တယ်လို့နောက်ရက်တွေမှာလည်းသူ့လည်းမှာကုလုဆေဖို့လဲပိုင်းရှင်အုံထုံးဝင်ဟာမှလိုက်တယ်။မိမဒီမှာလောက်အားခါကရှင်းတအောင်နားလိုက်အောင်ရှင်းချို့ဖို့အတွက်ရေလဲဆွဲထားတယ်။ပြီးမှချို့လိုက်တော့ချက်ချင်းမချို့နဲ့တော့ယောဂါရလိမ့်မယ်။ဘာလို့ရေတွေဆွဲထားတာလဲကွာ။ငါကငါဆွဲမှာပေါ့မိမ။အော် ရှင်းမတနေကုန်အလုတ်လုတ်ထားတာလေပိမန်းနေမှာပေါ့ဒါကြောင့်ကျမဆွဲထားပေးတာကဲဘာမှပြောမနေနဲ့တော့နားလိုက်ပြီးရင်ရေချိုးရေချိုးပြီးရင်ညာစားမယ်နေပါကွာလူသားဆင်းရဲကြပြီမဲ့နှွေးထွေးတဲ့မြစ်တာတရားကတော့သူတို့နှစ်ဦးမှချမ်းသာကြပါတယ်တအုပ်နဲ့တအုပ်နှွေးထွေးစွာဆက်ဆံကြတဲ့အတွက်ငွေမရှိပေမဲ့စိတ်ချမ်းသာကြကြတယ်နောက်နေ့ရောက်တော့ဥထုံးဝေလေထဲမှာပဲဆက်ပြီးတော့လောက်ကိုင်းနေအလုံနာကြိုင်ထမင်းစားတဲ့ခါတိုင်းအဲ့ဒီကိုကိုပင်ကြီးအောင်မှသာကိုချင်းမောင်ထမင်းစားတယ် ထမင်းမစားခင်ထမင်းအနေငယ်နဲ့ဟင်းအနေငယ်ယူလို့ခိုင်းလိုပဲတက်ပြအောင်မှာပုံပြီးတော့ဝေနေရတယ်ကိုကြွတယ်ဒီလိုပြုတ်လို့ပြီးမှသာထမင်းကိုစားတယ်ကိုကျမခမားကိုကြည့်ကြည့်နေတာတက်ပြနေအောင်မှာထမင်းယူယူပြီးတော့ပုံနာဘာလုပ်ဖို့လဲပြီးတော့ဗဇက်ကနေလဲတွတ်တွတ်နဲ့ကျွတ်တာဘာဖြစ်လို့လဲဗျဒါကဒီလိုဗျကျုပ်ငငယ်တုန်းကကျုပ်ဖေကပြောဘူးတယ်ထမင်းမစားခင်မှာ စားဦးစားပြားတွေကိုတလိမ့်ဆန်လေးတွေနဲ့ ဝိနည်းတရားဝါတွေကိုကျွေးမွေးရတဲ့ဒါမှရှာဖွေ စားတော့ဖို့ခက်ခဲနေတဲ့ဘုံသားတွေစားခွင့်ရမှာတဲ့ဒါကလည်းအလှူဒါနလုပ်တယ်လို့ပေါ့ဗျာသူများလေးလိုကြီးကြီးမားမားမလှူတန်းနိုင်ပေမဲ့ကိုစားမဲ့ထဲကအနေငယ်ကြည့်ရတာအပန်းမကြီးဘူးလေဗျာဩဒါကြောင့်ခမရကဒီကိုကိုပင်ကြီးအောင်မှာနေတိုင်းလို့လို့ထမင်းစားတိုင်းထမင်းတွေချပြီးတော့အလှူတန်းလှူတာကိုဟုတ်တယ်ဗျတနေ့တော့ကိုစေတနာအကျိုးပေးလာမှာပေါ့ဗျာစေတနာအကျိုးပေးပါစေလို့ ကျုပ်ကလည်းဆူတောင်းပါလေဗျာကဲကဲဆက်စားလိုက်အောင်ကိုကျမကျုပ်တော့လှုပ်ဆန်ရှိတာဆက်လုံးမယ်ကောင်းပါပြီဗျာဒီနေ့ညကတော့ကိုကျင်မောင်တယောက်အိတ်နေနဲ့ထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်တယ်အိမ်မက်ထဲမှာအမွှေးမြင့်နေတဲ့ပြည့်နေတဲ့တရေကြီးတစ်ကောင်ဟာကိုကျင်မောင်ကိုစကားလာပြောတယ်ကျင်မောင်ကျင်မောင်ထထထငါမင်းကိုပြောစမ်းရှိတယ်ဟင်တရေပါလားငါရဲ့ရုပ်စင်းတရံကိုမြင်ပြီးတော့မကြောက်လန့်ပါနဲ့ကွာငါမင်းကိုအခုကြီးတောင်းချင်လို့ အိမ်ဆောင်နှက်ကိုခွင့်တောင်းပြီးတော့အိမ်မက်ပေးရတာပါကျုပ်စီကအကူညီတောင်းရင်လို့ဟုတ်လားပြီးတော့ခမရကဘာလုပ်လဲငါကမင်းအမြဲတမ်းထမင်းစားတတ်တဲ့ကိုကိုဝင်းကြီးမှနေတဲ့တရေကြီးဥရှိပါဗျာကိုကိုဝင်းကတရေဥရွှေဟုတ်လားဟုတ်တယ်ကွာငါ့ကိုအမြဲတမ်းအစားကျွေးလို့ငါစားခွင့်ရခဲ့တယ်အနှစ်နှစ်လလငါပြတ်နေတဲ့ချိန်မင်းရောက်လာလို့ငါအစားစားခွင့်ရခဲ့တယ်ကွာတရေကြီးရဲ့စကားကြောင့်ကိုကျင်မောင်စိတ်မကောင်းဖြစ်မိတယ် ုတ်တယ်ကွာငါကလူ့ဘဝတုန်းကအင်မတန်မှချမ်းသာတဲ့တထေတယောက်ဖြစ်ခဲ့တာကွာငါကမသိမချင်းငွေကိုကုန်ကြုံပြီးရှာဝေခဲ့တယ်မတော်မတရားရခဲ့တဲ့ငွေတွေလည်းပါတာပေါ့ကွာ နောက်တော့ငါမှယောဂါတခုဆွဲကပ်လာခဲ့တယ်တားရီသမီးတွေကလည်းငါကိုအမြန်ပဲသိစေချင်ကြတယ်ကွာဒါမှသူတို့တွေကငါပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာတွေကိုရကြမှာဒါနဲ့ငါလည်းမသိခင်မှာပဲသူတို့အားလုံးကိုအမွေပေးခဲ့တယ်ကြံတဲ့ရွှေအနေငယ်ကိုတော့ဘယ်သူမှမသိအောင် တိတ်တိတ်လေးရွာထဲမှာမြုပ်ပြီးထားခဲ့တာမင်းထမင်းကျွေးနေတဲ့အပင်ကြီးအောက်မှာပေါ့နောက်တော့ယောဂတွေဖြစ်စီပြီးတော့ငါအသက်သေးခဲ့တယ်မသိခင်မှာဘာမှမလုပ်ခဲ့မတန်းခဲ့လို့ငါမြုပ်ထားတဲ့ရွှေတွေကိုစိတ်ဆွဲပြီးတော့အဲ့ဒီအပင်ကြီးမှာတရေဖြစ်ပြီးတော့စောင့်နေရတာအခုတော့ငါလည်းကျွတ်လို့ဖို့အချိန်တန်ပြီကွာကျင်မဒါကြောင့်ငါမင်းကိုလေငါမြုပ်ထားတဲ့ရွှေတွေကိုပေးခဲ့မယ်မင်းကအဲ့ဒီရွှေတွေနဲ့ငါနာမည်ခေါ်ပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးပါအမြတမ်းပေးဝေးပါ ဒီအကြောင်းကိုဘယ်သူကမှမင်းမပြောရဘူးဒီနေ့ညဘယ်သူမှမပါဘဲနဲ့မင်းတယောက်တည်းသွားပြီးတော့တွေ့ယူပါငါစောင့်နေမယ်ဒီလိုပြောပြီးတရေကြီးလဲကွယ်ပြောက်သွားခဲ့တယ်ကိုကျမောင်လည်းအိမ်မက်ကလန့်ပြီးနိုးလာတယ်သူ့စိတ်ထဲမှာအိမ်မက်လည်းလို့တကယ်လည်းလို့ခံစားနေရတယ်ဘေးမှာအိပ်ပျော်နေတဲ့မခင်ထားကိုနှော်ပြီးပြောပြကြည့်မိမယ်တရေကြီးကဘယ်သူကမှမပြောပါနဲ့လို့တေးချမှားတာကိုအမှတ်ရတယ်ဒါကြောင့်မပြောဖို့ဆုံးဖြတ်ကအိမ်ထဲကတူရင်တက်လက်နဲ့ဓာမျိုးကိုယူပါရွာပြင်ကိုထွက်လာတယ် ကိုကျင်မောင်တယောက်တည်းအမောင်ထဲမှာလမ်းလျှောက်ပြီးထွက်လာတာ။ဂျွာတဲကလမ်းတစ်ချို့ကအိမ်ထဲကခွေးတွေရောသူ့ကိုထိုးပြီးဟောင်းကြတယ်။ကိုကျင်မောင်သူ့မတဲ့အိမ်မက်ဟာအမှန်တကယ်မှဟောက်ရင်လာလို့လဲဆိုရင်ပြီးတယ်။ဘလို့ပဲဖြစ်ဖြစ်အမှန်တကယ်ဖြစ်လာပါကလည်းသူ့အတွက်အရှုံးမရှိဘူးလို့တွေးကအာတင်းပြီးတော့ရောက်လာတယ်။ကိုကိုပင်ကြီးအောင်ရောက်တော့ပါလာတဲ့ဓာမီကိုခတ်အုပ်အုပ်ထောင်းဒီချိန်မှာတိပင်းကြီးဘောကနေအရေးမကြီးဆင်းလာတယ်။ရုတ်တရက်လမ်းသွားပြီမဲ့တရေကြီးဥရွှေဆိုတာသူတန်းသိတယ်။ တရေကြီးကကိုကုတ်ပင်ကြီးရဲ့တောင်မတ်ရက်ကိုတိုးဖို့လက်ညှိုးထိုးပြတယ်။ကိုကျင်မောင်လည်းတရေကြီးဥရွှေပြတဲ့နေရာကိုတိုးဖော်တယ်။လက်တထောင်ကန်ရောက်တဲ့အခါအိုးတလုံးကိုတွေ့ရတယ်။ကိုကျင်မောင်အားရဝမ်းသာနဲ့အဖုံးကိုဖွင့်ကြည့်ရအောင်။အိုးထဲမှာရွှေတဲ့ပစ္စည်းတွေကိုဓမ္မရအောင်မှမြင်ရတယ်။အဲ့ဒီရွှေတွေကိုယူပြီးတော့ငါခိုင်းတယ်လို့လုပ်ပေးပါ။ဒါကမင်းရဲ့စေတနာနဲ့ထိုက်တန်လို့မင်းရတယ်လို့ပဲသဘောထားပါငါသွားတော့မယ်တရေကြီးဥွှေလည်းအဲ့လိုပြောပြီးတော့ပျောက်ကွယ်သွားတယ်ကိုကျင်မောင်လည်း ရွှေအိုးကြီးကိုဖွက်ကအိမ်ကိုပြန်လာတယ်။အိမ်ကိုရောက်တော့မခင်နာမသိအောင်ရွှေအိုးကြီးကိုတေချာဖွက်တယ်။ပုံရံမြောက်တဲ့နေ့မှာတော့မခင်နာကိုဘသူကမှပြောရန်ခရီးတောင်းလို့ရွှေအိုးကြီးကိုထုတ်ပြတယ်။မခင်နာဟာဝမ်းတာလုံးအကြီးပဲငိုတယ်။ကိုကျမောင်ကရွှေနေငယ်ကိုယူကမြို့ကိုတက်ရောက်နေ။ရွှေရောင်မီရလာတဲ့ငွေတွေနဲ့တရေကြီးဥရှိကိုရေစုကအလှူတန်းလုပ်ပေးတယ်။အလှူလုပ်ပေးပြီးနောက်တနေ့ညမှာတော့ကိုကျင်မောင်အိမ်မက်တစ်ခုကိုထပ်မတ်တယ်။အိမ်မက်ထဲမှာကိုကျင်မောင်ကိုကျေးဇူးအထူးတင်ကြောင်း သူပြုလုပ်ပေးတဲ့ကုသိုလ်တွေကြောင့်နောက်ထပ်မြန်မာတဲ့ပုံပွားကိုတွားတော့မယ်ဖြစ်ကြောင်းကိုဝမ်ပန်းတတာနဲ့ပြောသွားတယ်။ကိုကျမောင်လည်းတရားကြီးဘွားကကြွလွတ်သွားတဲ့ဥရွှေထွအယံကိုဝမ်းတာမိတယ်။တရားပြည့်တဲ့ရွှေဦးကြီးကြောင့်ကိုကျမောင်တို့မကင်ထားလို့လင်းမြလဲချက်ချင်းပဲကြီးဘွားချမ်းသာတော့ကြပါရဲ့။